မင်္ဂလာပါခင်ဗျာတနင်္သာရီတနင်္သာရီစီစဉ်ကနေကြိုးဆိုလိုက်ပါတယ်ဒီစီစဉ်ကိုဒဝင်းဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တဲ့ချောင်းပို့တောင်ပေါ်က KNRA scan ကိုစကောင်စီပို့ကျတဲ့တဲ့ဒဝင်းမှာတွေးလို့တဲ့လူနာတွေကို ပြင်မှတ်ထားငွေရှာတဲ့အဖွဲ့ပေါ်လာတဲ့အကြောင်းဒဝင်းရှိတော့ပြကတ်မှုမှာပြည်သူ့ကာကွယ်တပ်ကရေဘော်တူတေဆိုးတဲ့တဲ့ ရေပြူဒေတာထွဲအုံသည်စိတ်နှစ်ဆတက်တဲ့အချိန်နေငလင်ပြီးလေချောင်းတက်ခဲမှုတွေကြောင်းပြည်သူ180ကျော်သေဆုံးတယ်လို့ NND ထုတ်ပြန်တဲ့အကြောင်းစားတဲ့တဲ့ရင်အကြောင်းအရာတွေကိုနာစင်ကြမှာဖြစ်ပါတယ်တေချောင်းမြို့နယ်ပို့တောင်ဘောကကရင်အမျိုးသားလွန်မြောက်ရေးတပ် KNLA တက်ခွေကူရစကန်ကိုစစ်ကောင်စီတပ်ကဒီနေ့မော်လွဲ2နာရီ7မိနစ်လောက်မှာပို့ချတိုက်ခိုက်ခဲ့ပါတယ် ဒေါ်ဝေဘီပြည်အောင်စုလမ်းပေါ်ရှိဘူတောင်ရဲ့တောင်ချီမှာ KNLA ကစစ်စီခေဖွင့်ထားတာကာလအတော်ကြာပြီဖြစ်ပြီးဘူတောင်ဘော်ကစကံကိုစကောင်းစီတကာဘူတိုလိုကျဲတိုက်ခိုက်ခဲ့တာပါဘူကျဲတိုက်ခိုက်မှုနဲ့ပြစ်ခတ်တိုက်ခိုက်မှုမှာထိခိုက်တရားရသူမရှိဘူးလို့ကနေဦးကြားတယ်လို့ KNLA တိုင်းစနေတက်ခွေနှစ်ကတူတက်ခွေမှုပရိဒလိုပြောက်ကြတက်ဖွဲ့တောင်းဝင်ခံကိုချိုက်ကပြောပါတယ် ဘုဒ္ဓံနာမနေတဲ့အမျိုးသမီးတဦးကလည်းတောင်ပေါ်ကစကံကိုတည်တံ့ဘိုလာကျဲသွားတယ်လို့စက်တဲ့နဲ့နဲ့ပါပြက်ခတ်သွားတယ်လို့ဆိုပါတယ်ဘုဒ္ဓံနာမှာကဒွေရွာ စိတ်ချောင်းရွာတွေရှိပြီးအဲ့ဒီရွာတွေမှာအခြားရွာတွေကနေထွက်ပြေးတည်ဆောင်လာတဲ့စစ်ဘေးရှောင်တွေလည်းနေထိုင်နေတယ်လို့ဆိုပါတယ်တော်ရဲ့မြို့မှာဆေးကိုတဲပြီးသွေးသွင်းကူတာရမယ့်လူနာအချို့ ငွေကြေးပေးပြီးသွေးရှာနေရတယ်လို့မြို့ခံတွေနဲ့သွေးအလူရှင်အသင်းတွေစီကစုံစမ်းသိရပါတယ်။ပုဂ္ဂလိကဆေးကိုအစိုးရဆေးကိုအနေဝန်ချင်းတွေမှကျစားနေတယ်။သွေးရှာပွဲပေးတဲ့အဖွဲ့တစ်ဖွဲ့စီကသွေးတလို့ရဖို့အတွက်ငွေကြေးသေးကနန်းပေးရတယ်လို့သိရပါတယ်။မေလပထမပတ်မှာလူနာတအူတို့ရဲ့သွေးတပလင်းလိုလိုအကူကြီးတောင်းခံရငွေကြေးတသိကျော်ကိုကြခဲ့တယ်လို့ကိုတိုင်ကြိုရတဲ့မြို့ခံကပြောပါတယ်။ အစိုးရဆေးရုံအပါအဝင်ဆေးရုံတွေမှာလူနာတွေသွေးလူအာရင် ကိုတိုင်ရှာဖွေချပြီးအဲ့ဒီအဖွဲ့ကသွေးလူသူတွေကို လာရောက်ခြေဆက်လိရှိကသွေးရရင်စားရည်တွေ ပေးပြီးငွေကြေးတောင်းယူနေတာလို့ကိုတိုင်ချိုရသူတွေကပြောပါတယ်သွေးလူအာနေတဲ့လူနာရှင်ပေးရတဲ့ငွေကြေးဟာစာအိတ်တအီကို ကျပ်နှစ်တောင်းနဲ့အထက်မှရှိတယ်လို့စုံစမ်းသိရပါတယ်။အဲ့ဒီအဖွဲ့ဟာ ဝန်ထမ်းအချို့နဲ့ပူပေါင်းအခြေဆက်လုပ်ပြီးတွေ့သွင်းကိုရမယ့်ဒေါ်လာတွေပေါ်ငွေကြေးတောင်းခံနေတဲ့အတွေ့ဈေးဥတာဝန်ရှိသူတွေကလည်းအခြေကြီးသတိပေးခဲ့ဖို့လိုကျမ်းမာရေးဝန်ထမ်းအတိုင်းဝိုင်းစီကတည်ရပါတယ်။အဲ့ဒီအပွဲဈေးဥအနေဝန်ချင်မှာကျက်စားနေတာဟာဒီနေ့လောက်ရှိပြီလို့ဆိုပါတယ်။တွေးလူရှင်အပွဲလိုအယောင်ဆောင်ထားတဲ့အပွဲဟာပြည်သူဈေးဥပုဂ္ဂလိကဈေးဥတွေနာမှာကျက်စားလိရှိပြီး ွေးလိုအပ်တဲ့လူနာတွေကိုပိတ်မှတ်ထားတာကြောင့်မြို့ခံတွေးလို့ရှိရင်အဖွဲစီတွေးပါလုံထွေးဖြစ်တင်ပြောဆိုခံနေရတယ်လို့ဒိုဝင်မြို့ပေါ်ကတွေးအလှရှင်အတင်းတင်းရဲ့တာဝန်ရှိသူကပြောပါတယ်အတင်းအနေနဲ့လူနာရှင်ကတွေးအလှရှင်ကိုစတင်နာနဲ့ကျွေးတဲ့အချိုးကြီးပိုးနေအစားတောက်အချိုးကလွယ်ရင်ငွေကြေးတစိုးတရာရယူတာမရှိသလိုယူခွင့်လည်းမပြုထားဘူးလို့ဆိုပါတယ်26ကြိမ်မြောက်တွေးလူသားဖို့ရဲ့ ဒဝင်းမြုတ်ကန်တို့အီလူရှင်မျိုးသားတူကလေးလူနာရှင်ဘကအာဖီအစာအချိုရီပူစာတာတွေပေးကမ်းတာကိုလက်ခံတာကလို့ပြီးငွေချေးရယူတာမျိုးမရှိဘူးလို့ပြောပါတယ်။ဒဝင်းမြုတ်ပေါ်မှာတွေ့လို့ရှင်အတင်းဖွဲ6ဖွဲ့ထဲမနေရှိပြီးလူနာရှင်ရဲ့စတနာနဲ့လူတဲ့ငွေချေးကိုပဲလက်ခံလေးရှိတယ်လို့တွေ့လို့ရှင်အတင်းတာဝန်ရှိသူအချို့ကပြောဆိုကြပါတယ်။ ဒွေရှိရောဒေတာရှိဘွာပင်ရွာနဲ့အဝါကိုရွာချာထိတွေ့တိုက်ပွဲမှာပြည်သူကာကွယ်တပ်ကရဲဘော်တို့သိဆုံးသွားတယ်လို့တမ်မနိပြောက်ကြားတပ်ဖွဲ့နဗျံနဲ့ဒေတာခန်ချိုကပြောပါတယ်မေလ9ရက်နေ့နေ့လယ်12နာရီလောက်မှာနှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ရာတမ်မနိပြောက်ကြားတပ်ဖွဲ့နဗျံကအသက်25နှစ်အရွယ်ရဲဘော်ပိုင်ပိုင်သိဆုံးပြီးနှစ်ဦးတရားရသွားတယ်လို့တပ်ဖွဲ့တာဝန်ရှိသူတအူကပြောပါတယ် ထိတပြူဝစခန်းကိုကို KNU နဲ့ PDF ပူးပေါင်းတပ်တွင်ဧပြီလ19ရက်နေ့မှာတိုက်ခိုက်သေးဦးပြီးနောက်ဧပြီလ26ရက်လောက်ကစပြီးစစ်ကောင်စီတပ်ကအင်အား300နီးပါးနဲ့အရှိတော်ဒေသကိုစစ်ကြောင်းထိုးနေတာပါ။ဒါပြင်ရှစ်မိုင်စစ်စီကီတောင်တိုးလို့ရွာဘက်ကစစ်ကောင်စီတပ်နဲ့ပကာရီစခန်းကျောင်းမဲတော်စခန်းဘက်ကစစ်ကောင်စီတပ်သားတွေဟာအရှိတော်ဒေသဘက်ကို လက်နက်ကြီးတဲ့နေစဉ်နေပါပြစ်ခတ်နေတယ်လို့ဒေသခံအချို့နဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ်။ရှေးပြုံမျိုးနဲ့ကံပေါင်းတိုင်နေရှိဒေသအထွေဦးသည်အယောင်စီကွယ်မှာအခုတင်ဆန်းကစပြီးဦးသည်စီတဖြည်းဖြည်းမြင့်တဲ့အနေနဲ့လို့ဦးသည်ချာရှင်တွေနဲ့ဦးသည်အယောင်ဝဲပြလို့သူတွေစီကတည်ရပါတယ်။ပြည်ရဲ့နှစ်စတင်ပါလာကအိုဒီတလို့ကိုကြက်နှစ်ထောင်ဝင်ချင်းစီစီအားကလက်ရှိမှာ ကြံလေးထောင်စီရှိနေတယ်လို့ဦးဒီကိုတဲတွေကပြောပါတယ်။ဦးဒီဝယ်ယူသူများလာတာနဲ့ဇာတိဥဒုအခြေအနေကြောင့်ဦးဒီအထွေအနေတာတို့ကြောင့်ဦးဒီစစ်တတာလို့ဆိုပါတယ်။ကံမောက်ဒီတာမှာဦးဒီကိုဖောင်းတော်တဲချောင်းနဲ့ဇာတိကျေးဝအုပ်စုမှရှိတဲ့ဦးဒီခြံတွေမှာအဓိကဝယ်ယူရှာတာပါ။ဒီလိုဝယ်တဲ့အချိန်မှာကြာ၃ထောင်နဲ့ဝယ်ယူပြီးကြာ၄ထောင်နဲ့ပြန်ရောင်းတာဖြစ်တယ်လို့ပြောပါတယ်။ ုံဒီကိုမန္တလေးမြို့ရှိထိုးမှုလုပ်ငန်းတွေနဲ့ကိုရပစ္စည်းလုပ်ငန်းတွေအတွေ့ဝက်လက်တွေကတရက်လာဝဲကြတယ်လို့ပိုဒီချန်ရှင်တွေကပြောပါတယ်။အခုနှစ်တချံကာလာပါဘိန်းနဲ့ပုံပြင်းမျိုးတွင်ပါလေအုံတီရှာတဲ့အတွေ့အိုဒီတလုံးကိုကြက်9000အထိဈေးတက်ခဲ့တယ်လို့ဒေတာခံတွေစီကတီးရပါတယ်။ငယ်လီလောက်ခတ်ခဲ့ပြီးနောက်ပိုင်းစကောင်းစီရဲ့လေချောင်းတက်ခဲမှုအခြေရင်း 180ကျော်ရှိခဲ့ပြီးအခြားသားပြည်သူ182ဦးသေဆုံးတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကဒီနေ့ထုတ်ပြန်လိုက်ပါတယ်။ဒါပြင်ပြည်သူ300နီးပါးတန်ရာရှာခဲ့တယ်လို့ NLD ပါတီရဲ့ထုတ်ပြန်ချက်ကဆိုပါတယ်။ငလင်းလှုပ်ပြီးနောက်စကောင်းစီကဧပြီလ2ရက်နေ့မှာအပကန့်ရဆဲချောင်းကျင်းပခဲ့ပြီးမြေလေး နေလီတန်တဲ့ဒေတာတို့အပါဝင်ဒေတာအတီတီမှာလေချောင်းလက်နက်ကြီးတို့နဲ့တက်ခိုက်တာမိရှုပ်ဖြစ်စီတာအကျဉ်းထောင်အတွင်ကျင်းသားတွေကိုညှဉ်းပန်းနှိစက်တာတွေလှုပ်ဆောင်ခဲ့တယ်လို့ဖော်ပြပါတယ်။အပိယက်ကာလာဧပြီလ3ရက်နေ့ကနေမေလ13ရက်တည်တိုင်းနယ်ပြည်နယ်17ခုမှာစစ်ကောင်စီကလေချောင်း တက်ခိုက်ခဲ့ပြီးဒေသသူတွေထဲအသက်16နှစ်အောက်34ဦးနဲ့ဒဏ်ရာရသူ86ဦးပါဝင်တယ်လို့ NLD ကဆိုပါတယ်။ ငလင်တန်သိမန္တလေးနဲ့စကိုင်းတိုက်တွေမှာလေကြောင်းတိုက်ခိုက်ခံရမှုအများဆုံးဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေထဲမေလ17ရက်နေ့ကစကိုင်းတိုင်းဒီပေရင်မြို့နယ်အိုထေကွင်းရွာစာတင်ကျောင်းနဲ့မေလ13ရက်ကရခိုင်ပြည်နယ်ရတိတောင်မြို့နယ်ထွန်းရွေရွာဟောင်းရွာတွေတိုက်ခိုက်ခံရတာကအဆိုးရွာဆိုးတိုက်ခိုက်မှုနှစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင် တိုင်းနယ်ပြည်နယ်၅ခုကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှု15ကြိမ်ရှိပြီးပြည်သူ14ဦးသေဆုံးက53ဦးဒဏ်ရာရခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ကြေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်တာမှာအစုလိုက်ပြိုလိုက်တပ်ဖြတ်မှုတွေအပါအဝင်တပ်ဖြတ်မှုတွေကြောင့်ပြည်သူ200နီးပါးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီဟာ မေလ31ရက်အထိအပိတ်ခတ်အရဆဲတယ်လို့ကြေညာထားပေမဲ့လေတိုက်ပွဲဖြစ်ပွားတာမရှိဘဲနေရာတွေကိုပါပိုကျတက်ခိုက်တာတွေစတိုက်လိုဆောင်နေပါတယ်ခုလိုနာဆင်ပေးရတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်မြန်မာနိုင်ငံသားများကပ်ပေးပေါင်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဂျော်ဝဲဝတ်ဝိုင်းတော်သားတွေကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ